အားလုံးပဲမင်္ဂလာပါအခုကတော့အမတို့ဖြစ်ပြနေတဲ့အခုလက်ရှိဖြစ်ပြနေတဲ့အကြောင်းအလေးတွေနဲ့ပတ်သက်ပြီးပြပြပေးချင်ပါတယ်ဆိုတော့အခုဒီရက်ပိုင်းမှာဆိုရင်တော်တော်များများသတင်းတွေလည်းကြားလိုက်မိလို့ထင်တယ်ပေါ့နော်အမပဖမီးမာနေတော့ကလည်းဒီ US မှာဘာတွေဖြစ်နေသလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အမတို့အမြဲလေ့လာဖြစ်တယ်အဲသုံးသပ်ဖြစ်တယ်ပေါ့နော်အခုလည်းအဲ့တိုင်းပါပဲဘာတွေဖြစ်နေသလဲဆိုတော့အခုဆိုရင်အာနေရာတော်တော်များများမှာဆန္ဒပြပွဲကြီးဖြစ်တယ်ပေါ့နော်ဒီဟာတွေကလေဟိုလွန်ခဲ့တဲ့၄လလောက်၆လလောက်ထဲက အာတုံနွွင်းဖြစ်နေရဲ့ပြဿနာတွေပေါ့နော်တုံနွွင်းဖြစ်နေရဲ့ဆိုတာကအာဒီခေါင်းနီတက်လာခဲ့တဲ့ကတော့ तू ကပြောထားပြီးသားလေနော်ဟိုပြန်ဖို့မယ်ဆိုတာပြောထားတယ်ဒါပေမဲ့ပထမတော့ကပြန်ဖို့မယ်ဆိုတာကပြစ်မှုကျူးလွန်ထားတဲ့သူတွေကိုပဲပြန်ဖို့မယ်ပေါ့နော်အပေါင်းမှန်လူကောင်းတွေအများကြီးရှိရလေနော်ပဲတွေကဥမာပဲတွေအခုလက်ရှိအထိပဲတွေကိုအဓိက main ထားနေတာပေါ့လေဒါပေမဲ့ပဲတွေကိုပဲ main ထားနေရလားဆိုတော့လေအဲ့လိုကြီးလည်းမဟုတ်နေပြအောင်ဒါပေမဲ့အဓိက main ကသူတို့ဖြစ်နေတယ် ဆိုတော့တကယ်ပဲတွေဝယ်ပြန်ပို့တယ်ဟုတ်ပြီပြန်ပို့မယ်ဒါပေမဲ့၁၀ယောက်ရောက်လာရင်၁၀ယောက်လုံးကလူစုမှမဟုတ်တာလေနော်၂ယောက်လောက်ကလူစုပါလိမ့်မယ်၈ယောက်လောက်ကတကယ်စူးစမ်းပြီးတော့တကယ်နေထိုင်ကောင်းမွန်နေထိုင်နေတဲ့လူတွေအများကြီးရှိတယ်ဆိုတော့ဒီလိုလူတွေကိုပါအခုဆိုရင်နေရင်တော့ဆက်စကြင်းတော့ကတော့၂ယောက်လောက်ကိုပဲအဲလူစုလူမိုက်တွေကိုပဲပြန်ပို့နေပြီးတော့အခုကျတော့အဲ့လိုမဟုတ်တော့ဘဲနဲ့လူတော်တော်များများကိုပြန်ပို့နေရယ်ပေါ့နော်ဆိုတော့အဲ့တော့ကောင်းမွန်လုပ်နေတဲ့လူတွေအတွက်ကကျတော့တော်တော်လေးကိုခက်ခက်ဖြစ်ရတယ် အဲ့လိုပဲကြံရှိခဲ့တဲ့မိသားစုဝင်တွေအတွက်ကလည်းစိတ်ဆင်းရဲကိုဆင်းရဲဖြစ်ရတယ်ပေါ့နော် အခုဆိုရင်အလုပ်တွေရဲ့အထိပါဆွဲလာတယ်။ဒီ LA မှာဖြစ်တဲ့ကိစ္စဆိုရင်လည်းအရန်ထင်ရှားရဲပေါ့နော်။အလုပ်လုပ်နေတဲ့နေရာတွေမှာဝင်ရောက်ဆွဲတဲ့အတွက်ပြဿနာတွေကပိုကြီးထွားလာကြရဲပေါ့နော်။ပြီးတော့လူတွေကအာဒီ neighborhood တွေကလည်းမြင်ရတာစိတ်ဆင်းရဲလာကြရဲပေါ့နော်။ဘာဖြစ်လို့ဆိုတော့ကိုကဘလောက်အဆင်ပြေနေပြေနေပါစေကိုပတ်ဝန်းကျင်မှာအဆင်မပြေတဲ့လူတွေများလာလေလေစိတ်ဆင်းရဲရတယ်။ကြည့်ရတာလည်းစိတ်နှောက်ရှက်ဖြစ်တယ်ပေါ့နော်။ဆိုလူတော်တော်များများကစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရတယ်။ ပြီးတော့အခုဟာကဒီပဲတွေတခုပဲဆွဲနေရလားဆိုတော့အဲ့လိုလည်းမဟုတ်ပြန်ဘူးပေါ့နော်ဟိုမှာအေရှန်ရုပ်တွေလောသူတို့မတင်ကားဘူးလို့ထင်တဲ့လူတွေအကုန်လုံးဆွဲတယ်ပြီးတော့မှဆားဆန်တဲ့ဆိုရင်ပြန်လွတ်လိုက်တာမျိုးပေါ့နော်ဒါပေမဲ့အ ਨੇ ချင်းတော့စိတ်ဒုက္ခရောက်လာတယ်ပေါ့နော်ဆိုတော့အကုန်လုံးလူပင်မဲစိတ်ပင်မဲဖြစ်နေရတဲ့ဒီအချိန်ဒီမှာတော့လေဆိုတော့ကိုချင်းစာဟိုမှာထားပါတော့ကိုကကိုလူမျိုးအတိုင်းအဝဆွဲနေရဆိုရင်လေကိုလည်းစိတ်ဆင်းရဲမှာပဲလေနော်ဒါကောင်းတဲ့ကိစ္စမှမဟုတ်တာဆိုတော့ကောင်းမွန်တဲ့လူတွေအတွက်ကောင်းတဲ့နေထိုင်ခွင့်ပေးရမယ်သူတို့အလုတ်လုတ်အလုတ်လုတ်ခွင့်က က်ပြားလိုဟာမျိုးတွေပေးထားတဲ့နဲ့ဒါမှတို့အခွန်ဆောင်မယ်တိုင်းပြည်တွက်လည်းအေးချမ်းမယ်တို့တွက်လည်းအဆင်ပြေမယ်ပေါ့နေရထိုင်ရတာအဆင်ပြေမယ်ပေါ့နော်အမအမြင်ရတော့လေအခုချက်အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့အကုန်လုံးကိုဆွဲဟိုကောင်းတဲ့လူတွေလည်းဆွဲမကောင်းတဲ့လူတွေလည်းဆွဲဆိုတော့ကောင်းတဲ့လူတွေအတွက်ကဒုက္ခအကြီးကြီးရောက်ကုန်ကြတာပေါ့နော်ဆိုတော့မိသားစုဝင်တွေအတွက်ကလည်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတယ်အမတို့ဆိုလည်းအခုနေထိုင်ရတာစိတ်လုံးချုံမှုအားနည်းတယ်ပေါ့နော်ရင်တော့ကနေနိုင်ငံရောက်တော့ဆိုရင်ရဲက ဖြစ်သွားလဲဘာမှကြောက်စရာမလိုဘူးအာသူလဲသူဟာသူနေကိုလဲကိုဟာကိုနေပေါ့နော်ဒါပေမဲ့အခုကျတော့အဲ့လိုမဟုတ်တော့ရဲကားအတန်ကြားနေရတာနဲ့ဟိုစိတ်ပင်ဟာစိတ်အနှောက်အယှက်ဖြစ်ရပြီပေါ့နော်ဟဲ့ဘယ်သူ့ကိုလာဆွဲမလဲမသိဘူးဟဲ့ဘယ်သူပေါင်းပြန်ပြီလဲမသိဘူးဆိုတဲ့ဟာတွေနေရကြတာနဲ့တော်တော်လေးကိုစိတ်ပင်မဲရတယ်ဒီအခုအချိန်ကကျတော့ဒီ US မှာကျတော့ဆမ်းမချိန်ရောက်နေတာပေါ့နော်ဆမ်းမကျတော့လူတွေကပြပြပပအာခီးရထွက်ကြတယ်မုတ်တွေစားကြတယ်အနေအထားတိုင်းမှာအဲ့လိုလုပ်ကြတယ်ဒါပေမဲ့အခုလိုအခြေအနေတွေဖြစ်လာတဲ့အမြန်လူတွေကမတော်နိုင်မလာ ိုင်မစားနိုင်မတောက်နိုင်ကြတော့ဘူးပေါ့လေဒီနိုင်ငံမှာကပဲတွေကပြောရရင်လူကြီးရဲအများတယ်အာတချို့တွေလည်းလူကောင်းတွေအများကြီးပါတယ်ဆိုတော့သူတို့တွေကခဲတဲ့အလုပ်ကောင်းကောင်းလုပ်တဲ့လူတွေလည်းအများကြီးရှိတယ်စိတ်ကောင်းလုံးကောင်းရှိတဲ့လူတွေလည်းအများကြီးရှိတယ်အလုပ်လည်းကောင်းကောင်းလုပ်သူတို့တုံးတဲ့နေရာမှာလည်းသူတို့တုံးကြတယ်ပေါ့နော်အခုလိုမျိုးဆမ်းမဆိုရင်သူတို့ပြောပြောပါဘေးရှေသွားကြမယ်စားကြမယ်တောက်ကြမယ်ဆိုတာရှိကြတယ်ပေါ့နော်ဒါပေမဲ့ခုကျတော့အဲ့လိုမျိုးတွေအကုန်လုံးရက်ဆိုင်သွားပြီးတော့ဘာမှမလုပ်တော့ဘဲနဲ့ နေရာတော်တော်များများမှာ6ကက်ကုန်တယ်ဗောနော်အမောဒီဘက်တေဆိုလဲအရန်ဆွဲစိတ်ယုံလုံယုံတွေလဲဝင်ဆွဲဆိုတော့ဟိုအကုန်လုံးကအကြီးလန့်တစားစားဖြစ်ပြီးတော့ shopping center တွေလဲဘယ်သူမှမလာကြတော့ဘူး super market တွေလဲတိတ်မသွားကြတော့ဘူးအစားစားမဲ့လူတွေလဲမစားကြတော့ဘူးဆိုတော့ restaurant တွေလဲထိကုန်တာဗောနော်ဆိုတော့ဒီနေ့အလုပ် business တွေလဲထိတယ်တစ်ဖက်မှာ business လဲထိတယ်တစ်ဖက်က community မှာလဲစိတ်အနှောက်အယှက်အများကြီးဖြစ်ကြရရတယ်ဗောနော်နေဘဟုတ်တွေကလဲနေရတာထိုင်ရမပျော်ရွှင်တော့ဘူးဗောနော်အကုန်လုံးကပြောရရင်တော့လေဆိုတော့တစ်ခါတစ်ခါကြာရင် နှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့အလုပ်ကိုလုပ်လုပ်တာပိုကောင်းတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဂျောင်းပိတ်ရရင်ခွေးတော်ပြန်ကြိုက်တတ်သေးတာပဲလေနော်ဒါအရသူသူကိုကိုဆိုတော့အဲ့လိုမျိုးမဖြစ်အောင်နှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့အလုပ်ကလေးလုပ်လုပ်ရင်ပိုကောင်းမယ်လို့အမတော်မြင်တယ်ဥမာ business အမြင်ကကြည့်မယ်ဆိုရင်လေအခုလိုမျိုးသုံးမဲ့ဆွဲမဲ့အချိန်မှာစမ်းမလို့အချိန်မျိုးသုံးမဲ့ဆွဲမဲ့လူတွေပျော်ကြပါကြမဲ့အချိန်မှာမသုံးမဆွဲတော့စီးပွားရေးအနေနဲ့လည်းကြတယ်စူပါမားကတ်တွေဆိုလည်းစီးပွားရေးကြတယ်ဥမာမေစီတို့နေရာမျိုးမှာဆိုသူတွေဝဲကြကြချမ်းကြတယ်အခုဒီအခုချိန်မှာဆိုဘယ်သူမှမဝဲတော့ဘူးမချမ်းတော့ ောက်ဆိုတော့စီးပွားရေးနေတယ်လဲကြာတယ်။စားသောက်ဆိုင်လုပ်ငန်းတွေပြန်ကြည့်ပြန်တော့လဲစားသောက်ဆိုင်လုပ်ငန်းတွေမှာလူဝင်အထွက်အရန်အားနေသွားတယ်။လူတွေတိုက်ပြီးမဝင်နိုင်တော့ဘူးမစားတော့ဘူး။အကုန်လုံးကစိတ်အနှောက်အယှက်ဖြစ်နေကြတာ ਉਹ လေနော်။ဆိုတော့အကုန်လုံးစီးပွားရေးကြာတယ်။အဲ့လိုပဲအင်ချမ်းကြီးပြန်လှည့်ပြန်ကြည့်ပြန်တော့လဲ အာမခံခြင်းမရှိတဲ့နိုင်ငံမှာဘယ်သူကလာပြီးတော့စီးပွားရေးကို invest လုပ်မှာလဲမလုပ်ရဲဘူးလေအိမ်ဝယ်ခြင်းနဲ့ဘယ်သူမှမဝယ်ရဲတော့ဘူးလုပ်ငန်းလုပ်ခြင်းနဲ့ထပ်တိုးခြင်းနဲ့ဘယ်သူမှမလုပ်ရဲတော့ဘူးလေအာမခံခြင်းမှမရှိတာငါနေထိုင်ရင်ငါအတွက်အာမခံချက်ရှိမှလားဆိုရဲဒါကတူတူကိုကို immigrant တွေအားလုံးစဉ်းစားတဲ့ကိစ္စလေးနော်ဆိုတော့အာမခံခြင်းမရှိရင်ဘာအတွက် ဒီနိုင်ငံမှာရှိနေဖို့လိုအပ်တာလေမလိုအပ်ဘူးလေဆိုတော့အကုန်လုံးကအာမခံချက်မရှိတော့ဝယ်မဲ့အိမ်ဝယ်မဲ့သူတွေဆိုရင်လေအလုံးအာဟိုငြိမ်ဝါရယ်ပေါ့နော်မဝယ်တော့ဘူးအာလုပ်ငန်းတိုးချဲ့မဲ့လူတွေဆိုလည်းမလုပ်ရဲတော့ဘူးဆိုတော့အလုံးက slow အရန်ဖြစ်သွားတယ်ဒီနိုင်ငံမှာ slow ဖြစ်လို့မရဘူးပါ slow ဖြစ်ပြီးဆိုတာနဲ့ cash flow မလဲတော့ဘူးဆိုတာနဲ့အရန်အန္တရာယ်များတယ်ဘာဖြစ်လို့လဲဆိုတော့ cash flow မလဲလိုက်တာနဲ့ပေးရမယ်ပေးပေတွေများတာဖြစ်တဲ့အတွက် cash flow မလဲလိုက်ဘူးဆိုတာနဲ့ အဲ့လူတွေလည်းဒုက္ခရောက်မယ် government လည်းဒုက္ခရောက်မယ်ပေါ့နော်နှုတ်ဦးနှစ်ဖက်အကျိုးမရှိဘူးလို့မြင်တယ်အဲ့တော့ဥမာကောင်းလူဆိုးတွေကိုပြန်ပို့ပါဒါကတော့ကို community မှာလူဆိုးရှိနေရဆိုလဲပြန်ပို့တဲ့ကိစ္စပြန်ဖို့ပုံအောင်ပါအာပြန်ပို့ရုံနဲ့ကောက်ထောင်ချတဲ့နဲ့ထောင်ချအောင်ပါပေါ့နော် သူ့အတွက်လည်းသူ့အတွက်လည်းမကောင်းဘူးပဝင်းကျင်တော်လည်းမကောင်းတဲ့လူတွေဘာတွေထားနေပါလဲအလကားပဲလေနော်အမကောင်လည်းအဲ့လိုပဲမြင်တယ်ကဲကောင်းတဲ့လူတွေအတွက်ဆိုရင်နေထိုင်ခွင့်တွေပေးရမယ်အလုပ်လုပ်ခိုင်းခွင့်တွေပေးရမယ်ပြီးရင်ကဲမင်းအလုပ်လုပ်ကဲငါတို့လည်းခွန်ဆောင်မင်းလည်းကောင်းမွန်နေငါတို့လည်းကောင်းမွန်နေဆိုရဟာမျိုးဖြစ်ရမယ်ပေါ့နော်အခုကျတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့မိသားစုလည်းရှိနေပြီးသား သူလဲစားဆန်တွေတချို့စုံလင်ပြီးသားအစည်းဝါးကြီးလဲအလုံးလုံးနေပြီးသားလူတွေကိုအတင်းတွေဆွဲမိသားစုလက်ထက်ကနေအတင်းတွေဆွဲခလေးတွေကမြေမကောင်းကြားမကောင်းအာအတင်းတွေလိုက်ဒုဆိုတာလေဟိုထရမာတွေဖြစ်ကုန်တာပေါ့နော်အကုန်လုံးကစိတ်တွေဆင်းရဲကြထရမာတွေဖြစ်ကြဆိုတော့ဘယ်လိုလုပ်ပြောနိုင်တော့မလဲနော်ဆိုတော့ဒါကြီးကကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးအမအမေပြောခဲ့တဲ့စကားတခုမဲ့အမှိုက်အမှိုက်ဆိုပြီးဖြစ်ထိုင်အဲအမှိုက်တဲ့တစ်ချိန်ချင်းကိုယ့်အိမ်တကားလာခောက်လိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့ဘယ်ဟာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အာ community မှာကိုယ့်ရဲ့ အာဘယ်လိုပြောမလဲနော်စိတ်ကောင်းလုံးကောင်းလေးထားပြီးတော့အားလုံး win win situation ကိုပဲစဉ်းစားရင်ပိုကောင်းပါရဲ့လို့အမ်မာတော့မြင်ပါတယ်။ကဲအမောနောက်ပြီးမထွက်တွေ့ကြပါဘောနော်။